မင်္ဂလာပါညီကိုတို့ညီကောင်းချမချမ်းသာကြပါစေကျွန်တော် YouTube channel လေးဖြစ်တဲ့ MM Football Betting တက်ကနေညီကိုတို့အားလုံးကိုကြိုးကြပါရယ်ခနေ့ကျွန်တော်ရွေးချယ်ထားတဲ့ပွဲစဉ်တွေကတော့ FIFA Club World Cup ပေါ့နော် Group A က Palmeiras နဲ့ Al Ahly Group A က Inter Miami နဲ့ Porto Group B က Seattle နဲ့ Atletico Madrid Group B က PSG နဲ့ Botafogo ရဲ့ပွဲစဉ်တွေဖြစ်ပါတယ် အပယ်လမီရက်စ်နဲ့အလလီရိုပွဲထဲမှာတော့ပယ်လမီရက်စ်အတင်းကတစ်လုံး29နဲ့ဂူကောင်းချင်းနှလုံး80ဆုံးဆုံးမှာပေးထားပါတယ်။ဒီနှစ်တင်းလုံးကတော့အဖွင့်ပွဲမှာတည်ရည်ကြားထားတာတွေ့ရတယ်ဗောနော်ပယ်လမီရက်စ်အတင်းကပေါ်တိုဇီဇီဆော့ထားတဲ့ LL အတင်းကတော့အင်တာမိုင်ယာမျိုးဇီဇီဆော့ထားတာတွေ့ရတယ်ဗောနော်။နှစ်တင်းလုံးတမတ်စီရထားတာတွေ့ရပါတယ်။ဒီနှစ်တင်းကတော့2022ခုနှစ်တုန်းကဆော့ခဲ့တဲ့ FIFA Club World Cup ဗောနော်။အဲဒါကလည်းတွေ့ပူထားတယ်ဗောနော်။နှစ်တင်းလုံးကိုအောက်ကြားထားတာတွေ့ရတယ်။ ပလမီယာစအတင်ရတဲ့ချိန်နဲ့တဲ့ချိန်ကတော့ဒါပန်နယ်တွေအဆုံးဖြတ်ဖြစ်ထားတာလည်းတွေ့ရတာပေါ့နော်။ဒီပွဲစဉ်မှာဖွင့်ထားတဲ့နိုင်ဂျီးယားနှောင်းကတော့ဒါ64ရာခိုင်နှုန်းပလမီယာစအတင်ရနိုင်မယ်ဒီမှာတွတ်ထားတာတွေ့ရတာပေါ့နော်။အဲတွေ့ကြုံပိုင်းနေရတော့တအားရင်းကြတယ်ပေါ့နော်။နှစ်တင်လုံးတိုင်းမဲ့ဘောလုံးအလင်ခေါက်အထင်းသိမ်းဘောလုံးနဲ့ပတ်သက်ပြီးတဘာကြတာတော့တောင်အမေရိက အသင်းတွေလို့ပြောရမလို့ဖြစ်နေပြီဗျာ။ ဒီပွဲစဉ်မှာကျွန်တော်ကတော့ရွေးချယ်ပေးရမှာဆိုလို့ရှိရင်တော့အဓိကကျွန်တော် Wines ပဲပေါ့ကျေးဥကြီးလိုက်မှာဆိုရင် Preliminary 756ပြတရီကိုလေးစားနေပါတော့ပြီးထားတယ် LLE အနိုင်ကိုတော့6ဆခွဲတော့ပြီးထားတွေ့ရတာပေါ့နော်လက်ရှိဖွင့်ထားတဲ့ပေါ့ကျေးတွေဖြစ်ပါတယ်ကျွန်တော်ဒီပွဲစဉ်မှာအဓိကကတော့ဂိုဘောင်အောက်ကိုစိုက်တယ် Wines ပဲရမယ်ညကိုလေး Under 2.5ကိုလေးစိုက်ဖို့အကြံပေးခြင်းနဲ့ body မှာတော့ဒါ Preliminary 7ကိုစိုက်ပါတယ် ။နောက်တစ်ပွဲကတော့ Inter Miami နဲ့ Porto ရဲ့ညနေနေချောမဲ့ပွဲစဉ်ဖြစ်ပါဒါလည်း Group A ပေါ့နော်။ Inter Miami နဲ့ Porto ရဲ့ပွဲစဉ်မှာ Porto အသင်းကတလုံး90နာနဲ့ဂိုးပေါင်းချီ1330ဆိုမှဖွင့်ထားတာတွေ့ရတယ်ပေါ့နော်။ဒါ Inter Miami အသင်းကလည်းဖွင့်ပွဲမှာ LL ကိုတည်ကြထားတယ် Porto ကလည်းတည်ကြထားတာတွေ့ရတယ်ပေါ့နော်။ဒီပွဲမှာကျွန်တော်ကဘောနော်ဒီနှစ်သင်းလုံးမှာခြေကအလောက်ထိမကွာဘူးဆိုပေမဲ့ ပေါ်တူဂီအတင်းကတော့ဥရောပတကယ်နာမည်ကြီးပေါ့နော်တကယ်အထင်ကြီးအတင်းဖြစ်တယ်လို့ပေါ့နော်အင်တာမိုင်ယာမီမှာဆိုလဲတက်ကြီးပိုင်းကစားသမားတွေပေါ့နော်မက်ဆီတို့ဆွာရက်စ်တို့ပေါ့နော်ဂျော်နီအယ်ဘာတို့ဘတ်စကွတ်တို့ပေါ့နော်အများကြီးရှိပါတယ်လူကစားသမားတွေပေါ့နော်တွေ့ဆောင်ခြင်းနဲ့ကစားသမားတွေရှိပါတယ်အင်တာမိုင်ယာမီအတင်းကနည်းနည်းလေးတာနေတယ်လို့ကျွန်တော်စိတ်ထဲမှာခံစားရတယ်ပေါ့နော်ဒီပေါ်တူအတင်းထဲပေါ်တူကတော့ဒါ ဥရောပမှာတော့အထင်ကြီးရပေါ့နော်ဒါခုကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဒါပီပီတို့ရှိမယ်အလန်ဘရဲလာရှိမယ်ကွင်းလန်မှာပေါ့နော်ဒါကစားသမားပေါ့နော်ပက်ဒိုတို့ရှိမယ်ပြီးရင်ကျွန်တော်ဆာမူးပေါ့ဗျာစပိန်ကတိုက်စစ်ပြီးရင်ဒါကျွန်တော်အာဆင်နယ်ကစားသမားဟောင်းပေါ့နော်ဖာဘီယိုဘီယရာတို့ဘာလို့ရှိမယ်ပေါ့ဗျာတိုင်းတမယာမိမဆိုမက်ဆီဆိုရဲပေါ့နော်ခုနကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲအာလန်တို့ကျွန်တော်ဖဲလကွန်တို့အလာအလာဗက်စ်တို့စားသမားရှိမှာပေါ့နော် အဲဒါကွင်းလမ်းမှာဆိုနည်းနည်းအသက်ကြီးပိုင်းတွေကအင်တာမိုင်ယာမီမှာပုံများတာမျိုးတွေ့ရတယ်။ဒီအသင်းနဲ့တင်းအောင်ချိန်လိုက်မှာဆိုရင်ဒါ head to head တွေပါလည်းမရှိဘူးပေါ့နော်။ပေါ်တိုအသင်းနိုင်ဂျီယာလုံး80ဒီမှာကျွန်တော်ပေးထားတာလည်းတွေ့ရတယ်ပေါ့နော်။ပေါ်တိုကတစ်လုံး59။ဒါ once to us ကိုချိန်လိုက်မှာဆိုရင် အင်တာမိုင်ယာမီအနိုင်ကို9ဆနီးပါးလောက်ပေးထားတရေကို4ဆပေးထားတယ်ပေါ့နော်ပေါ်တိုအနိုင်ကို62ခုနပြားပေးထားတာတွေ့ရတယ်။အမှားတော့ကျွန်တော်ဂိုးပေါင်းအောက်ကိုခြိုက်ပါတယ်ဝိုင်းစပယ်ရမယ်ညီတို့ညီကိုလည်း under 2.5ကိုကိုရိုက်ဖို့ကျွန်တော်အချမ်းပေးနေပါတယ်ဘော်ဒီမှာတော့ကျွန်တော်ပေါ်တိုအသင်းမဲ့ခြိုက်ပါတယ်။နောက်တစ်ပွဲကတော့ဒါ Seattle နဲ့ Atletico Madrid ရဲ့ပွဲစဉ်ဖြစ်တယ်။ဒီကိုအတင်းကတလုံး90ရှုံဂိုးပေါင်းကြီးတောင်းတောင်း30နာရီရှုံမှာပေးထားတာတွေ့ရတယ်ဘောတော့ဒါအမေရိကန်အတင်းတွေကတော့တိတဲ့အတိုင်းမှာဖွင့်မယ် ဖွေးမိမှစောတယ်ပေါ့ဗျာဝုံတိုင်းဝုံတိုင်းပေါ့ဗျာပြောမှဆိုလို့ရှင်းတာတကယ်တမ်းပြောမှဆိုဒီ CTL အတင်းကတော့ကျွန်တော်တီကိုထက်ဆိုင်တာဘောလုံးစောတာတော့ဒါဘောနဒါကိုပေးရတဲ့ဘိုင်းမှာဆိုလို့ရှင်း CTL ကတော့နင်းနေတာတွေ့ရတယ်ဘောနတီကိုဆိုရင်ကျွန်တော်ဒါ PSG ကို၄ကိုတောင်ပေးထားတာတွေ့ရတယ်ဘောန CTL အတင်းအဲ့လိုမပေးခဲ့ဘူးပြောဗျာရှောင်းတာ2-1နဲ့ပဲရှောင်းထားတာတွေ့ရတယ်ဘောနဟတ်တူဟတ်တော့မရှိဘူးဗျာ ဒီနေ့တင်းရနိုင်ကြရအောင်မှာဆိုရင်ကျွန်တော်ဒီကိုအတင်းရ89ရာခိုင်နှုန်းထူမှာပေးထားတာတော့တွေ့ရတယ်။ဒါအက်တလတီကိုမက်ဒရစ်မှာဆိုရင်ဒါအယ်ဗာရက်ရှိမယ်ဂရိစ်မန်ကူကီဒီပေါ်လ်ဝါနာစီမူနီလီနိုဘောနော်ဗျာကျွန်တော်ထင်တာတော့ဒါစီမူနီကလည်းဒါကစားသမားတွေအပြောင်းလဲတွေလုပ်ဖို့လိုတယ်ဗောနော်အခုတော်တော်လေးဆိုးတဲ့သူတို့ဆော့တာဗောနော်ဒါမှမဟုတ်တို့လည်းကန်ဆိုးတာပါတကယ်အခုလက်ရှိကျွန်တော်တို့ဒါချန်ပီယံလိကချန်ပီယံ PSG နဲ့တွေ့သွားတာဗောဗျာဖွင့်ပွဲမှာ ဒါ Seattle ဆိုတာလည်းဒါကျွန်တော်အမေရိကန်အသင်းဖြစ်တယ်ဒါတိုက်စစ်ဦးစားပေးတဲ့ပေါ့နော်နောက်တမ်းမှာဘာဖြစ်ဖြစ်မင်းသွင်းငါသွင်းဆိုတဲ့အသင်းမျိုးဖြစ်တယ်ပေါ့နော်ဒါ Wise to Osma ဆိုရင် Seattle အနိုင်ကို7000တေးကို9000နဲ့ Athletic ကို Madrid အနိုင်ကိုပြ30နဲ့ပေးထားပါတယ်ဒီပွဲစဉ်မှာ Wise ဘက်လောင်းမညစ်ကိုရတော့ Athletic ကို Madrid body ပေါ့နော် Wise ဘက်အတွက်ပြောတာပါပြ30မြတ်မယ်ဖြစ်ပါတယ် ဒါမှမဟုတ်လည်းကျွန်တော်တို့ over 2.5ကိုကြိုက်မှာဆိုလို့ရှိရင်66ပြရရမှာเนาะဒီနှစ်ခုတည်းတစ်ခုယူဖို့အကြံပေးခြင်း ਨੇ ဒါမြန်မာပေါက်ကြီးတွေမှာတော့ကျွန်တော်အောက်တင်ဖြစ်တဲ့ Seattle ပဲကြိုက်ပါတယ်ပွဲကတော့ PSG နဲ့ Botafogo တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော် PSG ရဲ့အသင်းကတော်တော်လေးကြားနေပြန်နှလုံး30နိုင်ဂိုးပေါင်းကြီး330ရှုံးဆိုမှာပေးထားတာတွေ့ရတာဗောနော်ဒါတော့ Brazil အသင်းဖြစ်တယ်ဗောနော်ကျွန်တော်သတိထားမှာ Brazil အသင်းเนี่ย ဘလောက်ပဲဥရောပမှာကောင်းတဲ့အသင်းတွေပဲပြောပြဘရာဇီးအသင်းတွေနဲ့တွေ့ရင်ဒါတိုင်ပတ်တာကျွန်တော်တွေ့နေရတယ်ဗောနော။ဒါ PSG အသင်းကတော့ဖွင့်ပွဲတုန်းကတော့ဒါတော်တော်လေးကောင်းပါတယ်ကျွန်တော်ဒါ Tico Fosi နဲ့နိုင်ထားတယ်။ Botafogo အသင်းကလည်း Seattle ကို2-1နဲ့နိုင်ထားတာမျိုးတွေ့ရတယ်ဗောနော။အပြည့်ကြီးအတင်းမှာဆိုလို့ရှိရင်အများကြီးပဲကစားသမားကောင်းနေပါနော် ကော့စ်ကလီယာရောဒွေးရောဒမ်ဘီလီရောဗတိညာရောဂျောင်းနာဘက်စတောနော်နူနိုမန်ဒက်စတောတာမန်နေမှာဆိုတော့တော်တော်လေးကောင်းပါတယ်ဒီပွဲစဉ်မှာကျွန်တော်ဝိုင်းစဘအတွက်ရွေးပေးရမှာဆိုရင်တော့တကယ်လို့ရိုက်မှာဆိုရင်တော့ PSG အတင်းအနိုင်ကိုလောင်းလောင်းတင်တယ်လို့ကျွန်တော်တော့အကြံဉာဏ်ပေးနေတာပေါ့နော် PSG အနိုင်ကတော့ပြား20ပဲရမှာပေါ့နော်ပြီးလို့ရှိရင် over 2.5ကိုလို့ရိုက်မှာဆိုလို့ရှိရင်တော့ပြား90လောက်မြတ်မယ်ပေါ့နော်ဒီပွဲစဉ်မှာမြန်မာပေါကြီးတွေမှာတော့ကျွန်တော်ဂူပေါင်းအောင်နဲ့ဘူတာဖိုကိုဘော်ဒီကြိုက်ပါတယ် ခနေ့ကျွန်တော်ရွေးချယ်ထားတဲ့ဒေးနေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် Palmeiras နဲ့ Gobang out Porto အတင်းပေါ့နော်ပြီးရင်ကျွန်တော်ရွေးချယ်ထားတာပြီးလို့ရှိရင် Seattle နဲ့ Atletico Madrid တို့မှာဆိုရင် Atletico Madrid အတင်းရွေးထားတယ် PSG နဲ့ Botafogo တို့မှာဆိုရင်တော့ Botafogo ရဲ့ body ကိုရွေးထားပါတယ်ဒါတွေကမြန်မာပေါက်ကြီးအတွက် ဖြစ်ပါတယ် မိကိုယ်တော့အလောဆင်ပြေကြပါသေး၊ကျမ်းမချမ်းသာကြပါသေး၊ဘောလုံးပွဲတွေလည်းပေါ့ကြပါသေးဗျာ။အားပေးတဲ့မိကိုယ်တွေအားလုံးလည်းတဦးတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်လို့